လူသားတွေအတွက်ဘေးကင်းပြီးအာဟာရပြည့်ဝတဲ့အစားအစာတွေဟာအရေးကြီးဆုံးအခြေခံဖြစ်ပါလိမ့်။တိုင်းပြည်သားရဝါပြောရင်းနဲ့စားနဲ့ရိတ်ခါပေါ်များရေးအတွက်စိုက်ပျိုးရေးကဏ္ဍဟာနိုင်ငံရဲ့အသက်သွေးကြောဖြစ်ပါလိမ့်။အိမ်မက်တစ်ခု မက်ဖို့လိုပါ रे အဲ့ဒီအိမ်မက်ကတော့ညှော်လင့်ခြင်းတီထွန်ဖန်နေမှုဂရိကဝတ်များနဲ့ မျိုးဆက်တွေအတွက်အနာဂတ်ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုအများဆုံးအရှိတောင်အရှာတွေကစိုက်ပျိုးမြေဧရိယာချဲဝန်းပြီးမျိုးစုံသောသီးနှံများစိုက်ပျိုးထုတ်လုပ်နေတဲ့ကျွန်တော်တို့အမိမြန်မာနိုင်ငံကျင်းလက်ဒေသနဲ့တောင်သူလယ်သမားဘဝဖွံ့ဖြိုးတိုးတက်ရေးစိုက်ပျိုးနည်းပညာခွင့်ဆက်တွေပြည့်စုံအောင်ချိတ်ဆက်ပေးနိုင်မှုတွေနိုင်ငံသားတွေရဲ့စားနပ်ရိက္ခာပို့လို့မှုဒေသတွင်းနိုင်ငံများသာမကကမ္ဘာကြီးအတွက် တိုးပွားလာတဲ့ကမ္ဘာလူဦးရေအတွက်အည်သွေးကောင်းမွန်တဲ့စားနပ်ရိက္ခာဖြစ်တည်ရေးအည်သွေးမြင့်တန်ဖိုးတဲ့လေယာထွက်ကုန်ဤစိုက်ခင်းမော်ကနေဇပွဲပေါ်ကိုရောက်ရှိစေရေးအတွက်ကျွန်တော်တို့အမြဲကြိုးစားနေပါလိမ့်မြန်မာပြည်ဟာရေကန်မြေကန်တိတ်ကောင်းနဲ့စိုက်ပျိုးရေးနိုင်ငံဖြစ်ပါလိမ့်လွန်ခဲ့တဲ့နှစ်30 1995ခုနှစ်ခီးစဉ်တစ်ခုမှစတင်ခဲ့တဲ့အိမ်မက်တစ်ခုကတော့ တောင်သူတွေကိုအရင်သွင်းပြင်ဆိုင်ပြွေးတုံးပစ္စည်းတွေတုံးဆွဲနိုင်စေဖို့တန်မိုးရှိတဲ့မြေကနေတန်မိုးရှိတဲ့ပစ္စည်းများထုတ်နိုင်ရပါကျွန်တော်တို့တွေမြန်မာဩဘာကို1995ခုနှစ်မှာစိုက်ပျိုးရေးဆေးများတင်သွင်းဖြန့်ချိတဲ့လုပ်ငန်းအဖြစ်စတင်ခဲ့ပါတယ်။ရှေ့ဆက်ပြီးစိုက်ပျိုးရေးခွင့်ဆက်တန်မိုးတစ်ခုလုံးရဲ့ကဏ္ဍပေါင်းစုံကိုထောက်ပံ့ပေးနိုင်မှုလုပ်ငန်းစုကြီးတစ်ခုအနေနဲ့ရည်တည်နိုင်မှုစဉ်းစားခဲ့ပါတယ်။မြန်မာဩဘာက တောင်သူတွေရဲ့လိုအပ်ချက်မှန်သမျှကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးသူတေသနာနဲ့ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေဖွဲ့စည်းကပြည်ပြည်စုံနဲ့စိုက်ပျိုးရေးတွင်းအားစုဆက်ဝန်းတစ်ခုလုံးကိုနှစ်30အတွင်းစင်ဆက်မပြတ်ကြိုးစားတည်ဆောက်ခဲ့ပါတယ်။ရီမှန်းကျဲအိမ်မက်တွေနဲ့ပြည်နေတဲ့အဖွဲ့လေးကနေအခုဆိုရင်စိုက်ပျိုးရေးကဏ္ဍရဲ့ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။ခန္ဓာရည်ရှိမှုဇွဲရှိမှုတီထွင်ပန်နှိမ့်နိုင်မှုတွေနဲ့ခြေတက်လျှောက်လန်းလာခဲ့ပြီးလက်ရှိချိန်မှာမန္တန်ကြီးငါးခုလုပ်ငန်းဆက်လေးကိုစိုက်ပျိုးရေးပညာရှင်ထောက်ချွာကြ မြမဩဘာလုပ်ငန်းစုဟာအင်အားကောင်းစွာဆက်လက်လဲပန့်ရရှိပြီးမြမဩဘာရဲ့စိုက်ပျိုးရေးပစ္စည်းပေါင်း900ကျော်ကျေးလက်လူကြီး18တန်းနီးပါးဖြစ်တောင်သူမိသားစု300ခွဲကျော်ကယုံကြည်စိတ်ချစွာတုံ့ပြန်ရရှိပါမယ်။နှစ်ပေါင်း30ကာလတခြားလုံးမှာမြမဩဘာဟာစိုက်ပျိုးရေးကဏ္ဍအတွက်ကြီးမားမြန်ဆန်တဲ့အပြောင်းအလဲတိုင်းကိုဦးဆောင်သူဖြစ်ခဲ့ပါလိမ့်။အပင်စိုက်ပျိုးရာမှာ မရှိမဖြစ်အရေးကြီးတယ်မျိုးစေ့တီးနှံစိုက်ပျိုးထုတ်လို့ရင်မှာမျိုးစေ့မမှန်ပင်မတန်းဆိုသလိုမျိုးစေ့ရွေးချယ်မှုကအခြေခံဖြစ်ပါလေဒါကြောင့်မြမဩဘာဟာနိုင်ငံတကာကမျိုးစေ့ထုတ်လို့သူတွေနဲ့ပူးပေါင်းသုတေသနပြုလုပ်ပြီးတိုင်းပြည်ရဲ့ရေမြေရာသီဥတုနဲ့ကန့်ညီတဲ့ပြောင်းနေကြပဲမျိုးစုံနဲ့ဟင်းသီးဟင်းရွက်မျိုးစေ့တွေကို ARD မျိုးစေ့ကုမ္ပဏီအနေနဲ့ထုတ်လုပ်ဖြန့်ချိလျက်ရှိပါတယ်။၅နှစ်အတွင်းပြောင်းမျိုးစေ့အတွင်းကိုစားထိုးနိုင်မှုအတွက် ပြည်တွင်းမှာပြောင်းမျိုးစေးထုတ်လုပ်ရေးကိုစီမံကိန်းချဆောင်ရွက်နေပြီးမျိုးရင်းတွေကိုပြပမျိုးထုတ်လုပ်သူတွေထံကနေရယူဆောင်ရွက်နေပါတယ်။ဘဲမျိုးစုံမျိုးစေးထုတ်လုပ်ရေးအတွက်လည်းတောင်သူဦးရေ931ရှင်းရပါဝင်နေပထမမျိုးစေးကုမ္ပဏီကိုလည်းတည်ထောင်ထုတ်လုပ်လျက်ရှိပါတယ်။အထွတ်နှုန်းကျဆင်းမှုတောင်သူဝင်ငွေနှေးပါမှုနဲ့ကျေးလက်စည်းဝါးကဏ္ဍအားနည်းမှုဟာဆက်ပြိုးရင်းနှီးငွေအထောက်ပံ့အချိန်ကရရှိမှုရှိမရှိနဲ့ဆက်ဆက်လျက်ရှိပါတယ်။ ချိန်ငယ်တွင်အားစုထည့်သွင်းနိုင်ခြင်းဟာအထွတ်တိုးစေဖို့အဓိကအချက်ဖြစ်ပါတယ်။တောင်သူတွေချင်းဝင်ရရှိမှုအခက်အခဲချင်းဝင်အတွုံးနှုတ်မြန်မာမှုတွေကြောင့်မြမဩဘာအနေနဲ့မဟာအသေးစားငွေချေးလုပ်ငန်းကိုတည်ထောင်ခဲ့ပါတယ်။ဒါ့အပြင်တောင်သူများကိုစက်မှုလေယာစနစ်ကိုကူးပြောင်းနိုင်ရေးလေယာသုံးစက်ကရိယာတွေကိုအရစ်ကြစနစ်နဲ့ပံ့ပိုးနိုင်ရေးအကျိုးတူလေယာစနစ်အတွက်ငွေချေးပံ့ပိုးမှုပုံမှုလုံဆောင်နိုင်မှုအတွက် ဈေးကငွေကြေးကုမ္ပဏီလုပ်ငန်းကိုလည်းထပ်မံတည်ထောင်ခဲ့ပါတယ်တောင်သူတွေကုန်ကြစီတက်တာစီဖို့နိုင်ငံသားတွင်းကိုရှော့ချနိုင်မှုနဲ့အစားထိုးနိုင်မှုအတွက်လည်းမြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကပိုင်ခင်မီဘိုးသက်စီဖျော်ဆက်ထုတ်လုပ်မှုစက်ရုံနဲ့ကိုပိုင်တက်ခွဲကန်းတွေကိုလည်းထူထောင်လုပ်ကင်ခဲ့ပါတယ်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်ရည်သွေးထိမ့်သိမ်းထားနိုင်ရင် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရို့အတွက်နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်းလိုက်နာဆောင်ရွက်လျက်ရှိပါသည်။မီယိုဖလာစိုက်ပျိုးနည်းအစားထိုးခင်မီစိုက်ပျိုးနည်းစနစ်တွင်တွင်းအားစုများစနစ်တကျအသုံးပြုရစေဖို့ GAB နည်းစနစ်တွင်လူနှင့်လူပတ်ဝန်းကျင်ဆိုင်ပြိုဒီနန်နီအဖြစ်ပိုးယောဂကင်းကင်းနဲ့ပြည်စုံကြွယ်ဝစွာတည်ပွင့်လာစေဖို့နဲ့ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့အတွက်သူတေသနာစမ်းသပ်ကွက်များလှုပ်ဆောင်ရင်းဆိုင်ပြိုရေးနည်းစနစ်တွေကိုဖြန့်ဖြူးပေးခြင်း တောင်သူတွေကိုတိုးချဲ့နေပညာပေးခြင်းလို့မြမဩဘာလုပ်ငန်းစုရဲ့ပင်မကုမ္ပဏီအမှတ်တံဆိပ်ကြီး၅ခုကစိုက်ပျိုးရေးပညာရှင်ပေါင်းများစွာနဲ့နေမြေအနှံ့ကွင်းဆင်းပြီးဖြန့်ချီရေးကိုယ်စားလှယ်တော်ကြီးများနဲ့လက်တွဲကတောင်သူများအတွက်ပညာပေးအစီအစဉ်တွေနဲ့အတူနေရာအနှံ့စိုက်ပျိုးရေးဆွေးများလွယ်ကူစွာဝယ်ယူနိုင်ရင်ရောက်ရှိနိုင်ရေးအတွက်အင်အားကောင်းစွာဆောင်ရွက်လျက်ရှိပါသည်။ဒီနယ်မျိုးစုံကြီးထွားဖို့မြို့မှုအတွက်အာဟာရလိုအပ်ချက်အမျိုးမျိုးပေါ်ပေါ်တည်ပြီး လိုအပ်သလိုရွေးချယ်သုံးပြနိုင်မှုရည်သွေးမြင့်တမ်းမြေဩဇာမျိုးစုံပင်မအမှတ်တရကြီး၅ခုအနေနဲ့တင်သွင်းထုတ်လုပ်ဖြန့်ချိလျက်ရှိပါတယ်။တင်းနဲ့ရည်သွေးနဲ့ထွက်နှုံးတိုးတက်ကောင်းမှုပြီးတောင်သူတွေအကျိုးမြတ်မြင်ပါစေဖို့မြန်မာဩဘာဆက်မှုကုမ္ပဏီကတနှစ်မှာတမ်းမြေဩဇာပြည်ရင်းထုတ်လုပ်မှုတန်ချိန်တသိန်းကျော် ပြည်ပမှတင်သွင်းမှုတန်ချိန်တသိန်းကျော်ကိုတင်းနဲ့စိုက်ပျိုးမှုရာသီချင်းအမီမြန်မာနိုင်ငံအနှံ့မှာရှိတဲ့တောင်သူများစီတို့ အရောက်ပို့ဆောင်လျက်ရှိပါလိမ့်။ ယနေ့ခင်းရဲ့ဂျိုရုသတင်းအချက်အလက်နဲ့အသိဉာဏ်ရည်ရုနည်းပညာတွေအင်တာနက်ချိတ်ဆက်ပစ္စည်းတွေအကျိုးရှိစွာအသုံးပြုခြင်းကလည်းစိုက်ပျိုးရေးကုန်ထုတ်မှုစွမ်းအားမြင့်မားလာအောင်လှုံ့ဆော်နိုင်ပြီဖြစ်တဲ့အတွက်အွန်လိုင်းကတစ်ဆင့်တောင်းသူတွေအတွက်နည်းပညာအကူအညီပေးခြင်းငွေချေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပေးခြင်းချင်းငွေရရှိစေဖို့အတွက်ကူညီပေးနိုင်ခြင်းမှန်ကန်တဲ့သွေးအားစုတွေကိုအွန်လိုင်းကတစ်ဆင့်လက်လန်းမီအောင်ဆောင်ရွက်ပေးနိုင်ခြင်းစရည်ဝန်ဆောင်မှုတွေကိုထွက်တူး mobile application ကမျက်ခြေမပြတ်လှုံ့ဆော်ပေးနေပါတယ် စိုက်ပျိုးမြေနဲ့ဒီနယ်မျိုးစားတွေကိုဂျိုဒူးကနေတစဉ်ခြေရခံမှတ်တမ်းပြုစုပြီးဤပညာအထောက်အကူတွေနဲ့အနာဂတ်မှာနိုင်ငံတကာနဲ့ရင်းမောင်းတန်းနိုင်ဖို့အတွက်လည်းစောလျင်စွာဆောင်ရွက်နေပါတယ်။ဒီနယ်တွေအတွက်ဈေးကွက်တရားမှုပေးနိုင်ရင်ဤပညာအကူအညီကြောင့်ဆုံးရှုံးနိုင်ရင်လျှော့ချနိုင်ရင်စတဲ့အားသာချက်တွေကြောင့်တောင်သူတွေနဲ့လက်တွဲပေါ်ဆောင်တဲ့အကျိုးတူလေယာစနစ်ကိုမြန်မာဩဘာကစတင်အကောင့်တွေပေါ်လျက်ရှိပါတယ်။တောင်သူတွေနဲ့လက်တွဲလုပ်ကြပြီးရည်သွေးမြင့်ထွက်ကုန်တွေကိုပြည်ပကိုရောင်းချခြင်း တောင်သူတွေရဲ့အကျိုးစီးပွားတွေကိုမြင့်တင်ပေးနိုင်တဲ့အပြင်အရေးသွေးစိတ်ချရတဲ့စားတောက်ကုန်တွေစားသုံးသူတွေလက်ထက်ရောက်ရှိနိုင်စေဖို့ Geos ကစတင်အကောင့်ထည့်ဖော်နေပါတယ်။စားသုံးသူတွေဘေးအန္တရာယ်အနည်းဆုံးဖြစ်စေပေဓာတုဓာတ်ကျွင်းတွေဒီနယ်တွေထွက်လို့ခြင်းအပြင်စားနဲ့ရိတ်ခါခူလုံစီခြင်းဟာမြမဩဘာရဲ့အဓိကရည်မှန်းချက်ဖြစ်တာမို့တဘာဝဇီဝအားဖြင့်မျိုးဝစာလုပ်ငန်းဖြစ်တဲ့မြမဩဘာဘိုင်းကိုထက်ကိုလည်းစတင်အကောင့်ထည့်ဖော်ဆောင်နေပါတယ်။ အရေးအာဝါဒကြီးမားအေဂျင့်နဲ့တစ်ပင်ကြီးတစ်ပင်လို့လုံခြုံအေးမြပြီးခိုင်မာတဲ့ပင်စည်နဲ့အခက်လက်တွေနှင်ရပေါင်းများစွာဆက်လက်ခက်ဖြာဝေးစားပြီးမြမပြည်သူလူထုနှင့်မြမရည်မြေတဘာဝပတ်ဝန်းကျင်ကိုကောင်းမွန်စွာရည်ရှိတည်တတ်အောင်ဆက်လက်ထိန်းသိမ်းထားနိုင်ရမယ်ဆိုတဲ့တန်ဋိဌာန်ချမှတ်ပြီးမြမစိုက်ပျိုးရေးကဏ္ဍဒုတက်ဖွံ့ဖြိုးလာခြင်းနဲ့အတူအနာဂတ်စိုက်ပျိုးရေးကဏ္ဍဥဆောင်သူအနေနဲ့မြမဩဘာလုပ်ငန်းစုဟာကောင်းမွန်တဲ့ပြောင်းလဲမှုတွေကိုဇက်တက်လှုပ်ဆောင်နေပြီး မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာအမျိုးသားစီးပွားအမှတ်တရစိတ်တစ်ခုနိုင်ငံသားကောင်းတယောက်နေဖြစ်၎င်းနှစ်30ပြည့်မြောက်အောင်မြင်ကြီးထွားလာမှုနဲ့အတူရှေ့ဆက်ပြီးရင့်တန်တဲ့စိတ်ပိုင်းဖြတ်မှုခိုင်ခန့်မြဲမြံတဲ့ခြေလှမ်းတွေနဲ့ကြီးလက်တောင်တွေဘဝများနဲ့လုပ်ငန်းမိဖက်ဆက်ဆက်သူအားလုံးတို့အတွက်ကောင်းမွန်တဲ့အနာဂတ်များယူဆောင်လာဖို့အတွက်ဆက်လက်ကြိုးစားဆောင်ရွက်နေဦးမှာဖြစ်ပါတယ်ခင်ဗျာ